ဆိုနီယာဆိုတဲ့မိန်းကလေးတယောက်လက်ထပ်တော့မှဖြစ်ပြီးသူမလက်ထပ်ပြီးသွားမဲ့လူကအာလူအရန်ကြိုက်တဲ့အပြင်သူရဲ့မိသားစုဝင်တွေအားလုံးကလည်းအာလူကိုသာအဓိကစားကြပါရဲ့ဒီအကြောင်းလေးကိုတော့ဆိုနီယာနဲ့လက်မထက်ခင်ကလေးကတည်ထားပြီးသားပါ။ဘာပြောရဲရှေ့အိမ်မှာအာလူကလွယ်လို့တခြားဟောရီမစားဘူးဟုတ်လား။ဒါတော့တော်တော်လေးထူးဆန်းတဲ့ကိစ္စတစ်ခုပဲ။ကျမလန့်အောင်လန့်နေ။အိမ်မှာအာလူပဲစားကြတယ်ဆိုတော့အပြင်ထွက်ပြီးစားတော့ဆိုင်မှာထမင်းစားကြတဲ့အခါကျရင် အပြင်မှာထမင်းသောစားတဲ့အခါဆိုလို့ရှင်လည်းအာလူကြောအာလူတောက်အာလူဟင်းနဲ့ကြံတဲ့ဟင်းတွေကိုလည်းမှားစားကြတယ်လေအာလူဟင်းမပါဘဲနဲ့တော့ဘယ်သူမှထမင်းစားရတာပြည့်စုံတယ်လို့မထင်ကြဘူးဒါဆိုရင်အမေကရောအမေရပိုးဆိုးတာပေါ့အမေဆိုရင်တခြားဟင်းတွေကိုထီတော့မထီဘူးအာလူတမျိုးတည်းကိုပဲအမေကစားတာလေတခြားဟင်းတွေဘလောက်ပဲသူ့အရှိမကောင်းတယ်လို့ပြောပြောသူမစားဘူးတိလားဟုတ်လားရှင်တို့အရင်ကလည်းထူးဆန်းလိုက်တာနော် ကျမကတော့လေထမင်းဟင်းတွေကိုအမျိုးမျိုးချက်ပြုတ်စားတော့ရတာတောက်ကြိုက်တာဟင်းတမျိုးနဲ့စားရတာအရင်ကညင်းငွေးစရာကောင်းတယ်လေရှင်ဒါနဲ့ရှင်တို့အိမ်မှာထမင်းရောစားကြလားဟွန်းထမင်းလည်းဘယ်သူမှမစားကြဘူးအာလူဟင်းနဲ့ရိုတီတွေချက်ပါတီတွေကိုပဲစားကြတာလေဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆိုနီယာကအာအသင်နေခဲ့ပါတယ်သူကရာဟုလ်ကိုအရင်ချက်တဲ့အတွက်ကြောင့်မို့လို့သူနဲ့လမ်းမခွဲခြင်းခဲ့ပါဘူးဒါကြောင့်ဆိုနီယာကလည်းလက်ထပ်ဖို့အတွက်သဘောတူလိုက်ပါတယ်ဘလို့ဖြစ်တာလဲဆိုနီယာ ။နေရခမအိမ်ဘက်ကလူတွေကပထမဦးဆုံးအကြိမ်နင်းနေတွေးဖို့အတွက်အင်ကိုလာနေကြတာမလား။နင်းဘော်တွေချက်ထားတာလေအာလူနဲ့ပတ်သက်တာတွေကြီးပဲသူတို့စိတ်ဆိုးကုန်ရင်တော့ဒုက္ခပဲနော်။အမေရေရာဟုလရဲ့မိသားစုဝင်တွေအာလုံကအာလူဆိုရင်တော့အယမ်းကြိုက်ကြတာအာလူကလွယ်လို့ဘာမှလှုပ်ထားစရာမလို့သူတို့အာလူပဲစားကြလိမ့်မယ်။ဟုတ်လားသမီးရထူးစားလိုက်တာနော်။နေရမတော်ရသေးတဲ့ရခမအင်ကာသူတွေကလည်းဘလို့ဖြစ်လို့အာလူဟင်းတစ်မျိုးတည်းကိုပဲစားနေရတာလေငါတို့အိမ်မှာဆိုရင်တော့ထမင်းဟင်းမျိုးစုံအမြဲတမ်းတလှည့်စီချက်ပြုတ်ပြီးတော့စားတောင်းနေကြ တမျိုးရဲကိုကြွေးလို့ကတော့ငါတို့လည်းညင်းငွေလို့စိတ်ညစ်ပြီးတိတ်မှာပဲနင်းအမေကိုတိုင်းလည်းဟင်းအမျိုးမျိုးချက်ပြီးတော့ငါတို့ကြွေးနေကြပဲလေတည်ရမလားနင်းလည်းဟင်းအမျိုးမျိုးစားရတာကြိုက်တယ်မဟုတ်လားဟိုအိမ်ရောက်သွားလို့အာလူကြီးပဲစားနေရရင်ဘလို့လုပ်မလဲအေးလေတမီးရဲ့နေရလဲဘလို့ယောက်ျားလေးမျိုးရှာထားတာလဲအဲ့ဒီမှာတခြားဟင်းထမင်းမစားတက်တဲ့သူတွေကြီးပဲနေနေရအောင်နင်းဘလို့သွားနေမလဲအဆင်ပြေမဲလို့နေထင်လားဒီအချိန်မှာဆိုနီယာရဲ့ရခမအိမ်ဘက်ကသူတွေရောက်ရှိလာခဲ့ပါတယ်အမလီထမင်းဟင်းတွေကစားကောင်းပြီးတော့အရသာရှိလိုက်ကြ ငါရဲ့တော်ရမယ့်ချွေးမလေးကငါရဲ့အကြိုက်တွေကိုကောင်းကောင်းသိနေရပဲ။ငါတို့မိသားစုဝင်တွေအားလုံးအာလူကြိုက်တယ်ဆိုတာကိုနင်သိထားရတဲ့တူတယ်။အမေကလည်းရာဟုလ်ကသူ့ကိုပြောပြထားတာဖြစ်မှာပေါ့။ဒါနဲ့ဆိုနေရနင်ချက်ထားတဲ့အာလူဟင်သိစားကောင်းတယ်တိလား။ဟုတ်တယ်တမီလေးရနင်ချက်ထားတာတကယ်အရသာရှိပြီးတော့စားကောင်းတယ်ငါတို့ကြိုက်တဲ့အရသာနဲ့ကွက်တိပဲဒါဆိုရင်တော့အနေနဲ့အမြန်ဆုံးငါတို့အိမ်ကိုချွေးမော်လေးအနေနဲ့လာခဲ့လိုက်တော့လေပြီးသွားတဲ့အခါကျရင်တော့အရသာရှိတဲ့အာလူဟင်မျိုးစုံချက်ချွေးပေါ့ ဆိုနီယာကခေါင်းတော့ညှိပြလိုက်ပါတယ်ဒါပေမဲ့သူမဘလို့အဆင်ပြေအောင်လုပ်ရမလဲဆိုတော့ကိုစဉ်းစားပြီးတော့ဝမ်းနေနေခဲ့ပါတယ်မင်္ဂလာမဆောင်ခင်မှာဆိုနီယာရဲ့အတော်ဖြစ်သူအင်ကိုလာလေပါတယ်ဆိုနီယာကသူ့အတော်နဲ့တတော်လေးရှင်းနေပါတယ်အတော်ကလည်းတူမလေးကိုတားချစ်ပါတယ်အတော်ဖြစ်သူကတူမလေးမှာဘာပြဿနာတွေရှိနေလဲဆိုတော့ကောင်းကောင်းနားလေသွားခဲ့ပါတယ်မင်္ဂလာဆောင်ဖို့အတော်ဆေးဆက်ပွဲတော်လုပ်ပြီးသွားပါပြီဒါပေမဲ့ဆိုနီယာကတော့ပျော်ရွှင်မနေခဲ့ပါဘူးတူမဘာလို့စိတ်ညစ်နေရတာလဲဆိုတဲ့အကြောင်းကိုအတော်ဖြစ်သူကမေးခဲ့ပါတယ် ဒီအချိန်မှာဆိုနီယာကလည်းသူဖြစ်ဖြစ်နေတဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ဒီလိုမျိုးလားနင်ဂျာတွေကိုတွေးကြုံခန်းစားနေရတယ်ပေါ့။ဘာမှလည်းစိုးရိမ်မနေပါနဲ့။ငါနဲ့အတူတခုမဟုတ်တခုနေလိုက်ရှာထုတ်ပေးမှာပေါ့။နေရခမရင်ကတို့ရဲလည်းထမင်းဟင်းတွေအားလုံးကိုစားတက်သွားလိမ့်မယ်။ဘာမှအလောက်ထိစိတ်ပူမနေနဲ့နော်။ငါကိုရိုင်းကြည့်ပြီးတော့လှုပ်ပေးမယ်။နင်တော်တယောက်လုံးရှိနေရပဲ။နင်တော်ကိုရိုင်းနေလိုက်တခုရှာပေးမယ်။ငါ့ကိုခဏလေးအချိန်ပေးငါစဉ်းစားလိုက်အောင်မယ်။ အချိန်အကြာကြီးစဉ်းစားပြီးရနောက်မှာအတော်ဖြစ်သူကလည်းအကြံတစ်ခုရရှိသွားခဲ့ပါတယ်။ငါမှအခုလောလောဆယ်အကြံတစ်ခုတော့ရှိရသေးလား။ဘာအကြံလဲအတော်ရဲ့ကျွန်မအမြန်ဆုံးပြောပြပါအောင်။ကဲဒီမှာငါပြောတဲ့စကားနဲ့သေချာနားထောင်။ကဲအားလုံးကလည်းဆိုနီယာရဲ့အတော်ကဘာအကြံပေးလိုက်လဲဆိုတာကိုအရင်သိကျင်နေကြရမလား။ဒါဆိုရင်တော့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။အခုဆိုနီယာကလည်းအတော်ဖြစ်သူပြောတဲ့စကားကိုနားထောင်ပြီးတော့စိတ်အေးတသားရရသွားခဲ့ပါတယ်။သူမလည်းသူမရဲ့ချစ်သူနဲ့လက်ထပ်လိုက်ပါတယ်။ လက်ထပ်ပြီးသွားတဲ့အခါမှာဇိုနီယာကလည်းရခမိုင်ကိုရောက်ရှိလိုလာခဲ့ပါပြီ။နောက်နေမှာတော့ဇိုနီယာပထမဦးဇုံမီဖို့ဂန်နဲ့ဝင်ရမယ်နေ့ဖြစ်ပါတယ်။ဇိုနီယာရဲ့ရခမိုင်ဖြစ်သူကတော့အာလူးစနွေးမကင်ထိုးခိုင်းလိုက်ပါတယ်။ဇိုနီယာအာလုံးစားဖို့အတွက်အာလူးစနွေးမကင်ထိုးထားလိုက်နော်။အမေကျမပထမဦးဇုံမီဖို့ဂန်ဝင်ရမယ်အချိန်မှာစနွေးမကင်ထိုးလို့မရဘူး။ဟဲ့ဘာဖြစ်လို့လဲငါလက်ထပ်ပြီးဒီအိမ်ကိုရောက်လာတဲ့အချိန်တုန်းကလည်းပထမဦးဆုံးအနေနဲ့စနွေမကင်ထိုးခဲ့ပေးရပါပဲ ကျွန်မဂျင်းတီလှုပ်ပေးပါရယ်အမေရဲ့အခုကြတော့ကျွန်မကိုးထားတာလေးတခုရှိလို့ပါဘာကိုးထားတာလဲဘာအတွက်နေရဆူတောင်းထားတာလဲပြောပါဦးနင်လက်ထပ်ပြီးပထမဦးဆုံးအကြိမ်စနွေးမကင်းထိုးလို့မရဘူးဆိုတော့ဒါတတော်လေးကိုထူးဆန်းတယ်အေးဟုတ်တယ်ချွေးမလေးရဲ့ပြောပါဦးဘာရီများဆူတောင်းထားတာရောတကယ်တော့ကျွန်မလက်မထက်ခင်တော့ကာမီဘအိမ်မှာနေထိုင်ခဲ့တဲ့အချိန်ကလေးကတီးတဲ့ဖုံးတော်ကြီးတစ်ပါးရှိတယ်သူကတကယ်အရေးချင်းရှိပြီးတော့အရန်ကိုတော်တာသူပြောတဲ့စကားတွေကလည်းမှန်တယ်လေကျမတို့မိသားစုဝင်တွေအကုန်လုံးကလည်းသူ့ကိုပဲယုံကြည်ကြတယ် ကျမရဲ့အိမ်တော်တဲ့ဘဝကစိတ်အေးတက်တာစွာနဲ့အဆင်ပြေချောမွေ့စွာနဲ့ဖြတ်တန်းခြင်းနဲ့ဆိုလို့ရှင်တော့အခုကျမအနေနဲ့လှုပ်ရှားရှိတာအားလုံးကိုလှုပ်ရလိမ့်မယ်။ကျမကလည်းရာဟုလ်ကိုအရန်ချစ်ပြီးတန်ရုံးစင်ရှိတယ်။သူနဲ့ပဲလက်ထပ်ခြင်းနဲ့ဆိုတဲ့အခါကျတော့ဖုန်းတော်ကြီးပြောတဲ့စကားတွေကိုနားထောင်လိုက်တာပါ။သူကဘာပြောလဲဆိုတော့လက်ထပ်ပြီးတလပြေးတဲ့အချိန်အထိအိမ်မှာအာလူတနတ်ခြင်းတွေပဲလှုပ်ပြီးရွှေ့ရမယ်တဲ့။မိသားစုဝင်တွေအကုန်လုံးကလည်းအာလူတနတ်ခြင်းကိုပဲစားကြရမှာ။ ကျန်တာကိုတော့ချက်လို့မရဘူးနော်အမေရဲ့တလားလောက်ပဲကျမကိုအချိန်ပေးပါနော်ကျမဒီတလားလုံးအာလူတနက်ချင်ပဲလုပ်ပြီးတော့ကျွေးမယ်လေကျမအတော့ဒါလေးတော့လုပ်ပေးပါအမေရဲ့ဟဲနေရလေဘာလို့အခုလိုလုပ်ရတာလဲဒါရီအားလုံးမလုပ်ခင်နေ့အနေနဲ့ငါတို့အရင်ဆုံးမေးတင်တာပေါ့ဘာဖြစ်လို့မလိုအပ်ပဲနဲ့ဒါရီကိုလုပ်ရတာလဲဒီအချိန်မှာကောင်းလေးရောက်ရှိလာခဲ့ပါတယ်အမှန်တကယ်တော့ကျွန်တော်လည်းဒီကိစ္စတွေအားလုံးဘယ်သူ့ကိုမှမပြောနဲ့ဆိုပြီးတော့သူ့တားထားပါသေးတယ်။ပထမတော့ကကျွန်တော်တို့နှစ်ယောက်လက်ထပ်ဖို့ကနည်းနည်းခက်ခဲနေခဲ့တယ်မဟုတ်လား။ဒါကြောင့်လည်းသူကဒီအလုပ်ကိုလုပ်မိသွားခဲ့ရလေ ျွန်တော်တို့ဘက်ကစားတောင်းနေထိုင်မှုပုံစံနဲ့သူ့ဘက်ကစားတောင်းနေထိုင်မှုပုံစံကမတူဘူးဆိုတာတော့မှသူကလက်ခံပေးခဲ့တယ်မဟုတ်ဘူးလားအေးဟုတ်တယ်နော်ဟုတ်တော့လဲဟုတ်တယ်သူကငါတို့ရဲ့စကားကိုလက်ခံပေးခဲ့တယ်ဆိုတဲ့အခါကျတော့ငါတို့လည်းသူ့အတွက်ပြန်ပြီးတော့စဉ်းစားပေးရမှာပေါ့ကဲဒါကြောင့်ဒီနေ့အောင်စပြီးတလအတင်းတင်းပြေးတဲ့နေ့အထိအိမ်မှာတနက်ချင်ပဲလှုပ်စားမယ်ငါတို့အာလုံးလည်းအာလူတနက်ချင်နဲ့ပဲစားမယ် ချွေးမလေးရေနေတောင်းစုပြုထားတဲ့အရာတွေအားလုံးကိုပြေဝသွားအောင်လုပ်ဖို့အတွက်ငါတို့ကိုယ်တိုင်အကူအညီပေးမယ်ဟုတ်ပြီလားဒါပေမဲ့အမေရေဘလို့ဖြစ်တာလဲချွေးမကြီးရေနေကနားလည်းမရှိရဲ့သူတရားမဟုတ်ဘူးလားနေလည်းနေရောင်မလေးဘက်ကနေပြီးတော့ပါပေးရမယ်လေသူ့ကိုနေအကူအညီပေးရမှာပေါ့သူကိုယ်တိုင်လုပ်တဲ့အလုပ်ကိစ္စတွေအားလုံးကလည်းဒီမိသားစုရဲ့အေးချတာရဖို့အတွက်ပဲကဲချွေးမလေးဒါဆိုလို့ရှင်တော့နေလောက်တော့ရပြီနေလောက်ထားတဲ့တနတ်ချင်းနဲ့ငါတို့ဒီနေ့အားလုံးထမင်းစားကြမှာသူမရဲ့နီလန်းတွေအကုန်လုံးကတော့အစဉ်ပြေချောမွေးစွာနဲ့အလုံးလုံးနေခဲ့ပါပြီ အတော်ဖြစ်သူကတင်ပေးလိုက်တဲ့အတိုင်းပဲသူမလည်းလုပ်နေခဲ့တာဖြစ်ပါတယ်။ဆိုနီယာအားလုံးစားသောက်ဖို့အတွက်အာလူတနက်ချင်တွေလောက်ချပေးခဲ့ပါတယ်။ပထမဦးဆုံးနေ့တနေ့ဖြစ်တဲ့အတွက်အားလုံးကလည်းအာလူတနက်ချင်လေးရဲ့အရာသာကိုသဘောကျနှစ်တန်းနေခဲ့ကြပါတယ်။ကောင်းလိုက်တာကောင်းတဲ့အရာသာရှိပြီးစားကောင်းတယ်။ဒါလောက်စားကောင်းတဲ့အာလူတနက်ချင်မျိုးငါတို့ဘယ်တော့မှမစားခဲ့ဘူးဘူးတည်းလား။ဘလို့မဆိုချွေးမလေးကငါတို့ကိုတလအလုံးအာလူတနက်ချင်နဲ့စားရမယ်လို့ပြောထားတာကောင်းတော့လေကောင်းပါတယ်။ငါတို့ဘလို့မဆိုအာလူစားရတာကြိုက်တယ်ဆိုတော့တလလောက်ကတော့ အာလူတနက်ချင်းနဲ့စားလို့ရတာပဲဟုတ်တယ်ကျမလည်းချွေးမအကြီးကိုဒီကိစ္စရှင်းပြနေရလေဒီလိုနဲ့နေလေကင်မလည်းထမင်းဟင်းပြန်ပြီးချက်ပြုတ်တဲ့အချိန်မှာအာလူတနက်ချင်းနဲ့ပဲကြွေးပါရီအာလုံကဆိုနီယာကိုကြည့်ပြီးသွားတဲ့နောက်မှာတော့တတဲ့လေးစားခဲ့ကြပါရီညမိုးချုပ်သွားတဲ့အခါမှာလည်းညစာအနေနဲ့သူမဂျာကိုပဲပြန်ပြီးတော့ချက်ကြွေးခဲ့ပါရီနောက်နေ့လင်းကြီးမဖြစ်သူမိဖို့ကန်နဲ့ဝလာခဲ့တဲ့အခါမှာဆိုနီယာကတော့မိဖို့ကန်နဲ့မှအာလူတနက်ချင်းတွေကိုလုပ်နေခဲ့ပါရီဆိုနီယာအာလူပလာတာလုပ်လို့ရလားဒါမှမဟုတ်တခြားဟင်းတစ်ခုခုလုပ်ပေးပါလား မရောက်လေရောင်မရဲ့ကျမတို့သဘောတူထားပြီးသားမလားအာလူတနတ်ချင်းကလွဲလို့ကျန်နာဘာတခုမှကိုလုံးလို့မရဘူးတောင်းပန်ပါရယ်နော်တကယ်လို့ရောင်မကဘိုက်စားတယ်တခြားဟာပဲစားခြင်းနဲ့ဆိုရင်တော့ကျမကိုထားတာကိုဖျက်ဆီးပြလိုက်တော့မယ်လေဒီအချိန်မှာဆိုနီယာရောက်ကမဖြစ်သူရောက်ရှိလာခဲ့ပါတယ်ဘာဖြစ်နေရလဲချွေးမလေးရဲ့နင်ကိုထားတာကိုဘာမှဖျက်ဆီးစရာအကြောင်းမရှိဘူးနော်ချွေးမကြီးငါနဲ့ဘာပြောထားလဲတလားလောက်ပဲစောင့်လိုက်ပါဆိုနေမှာနေရဒီတလားလေးကိုတီးမခံနိုင်ဘူးသူကအနင်းကိုတနတ်ချင်တဲ့ရိုတီကျွေးနေရပဲလေ ဆိုနီယာရဲ့ရောင်မကလည်းစိတ်ပြတ်ပြီးထွက်ခွာသွားခဲ့ပါတယ်။ညနေခင်းရာဟူလီယုံကနေပြန်လာခဲ့တဲ့အခါမှာဆိုနီယာကတော့သူ့ယောက်ျားကိုကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ကျေးဇူးများရည်တင်ပါတယ်။ရှင်ရှိလို့ဒီကိစ္စတွေအားလုံးအလွယ်တကူကျွန်မလုပ်နိုင်နေရ။ရှင်သာမရှိဘူးဆိုရင်တော့ဒါရီဖြစ်လာမှာမဟုတ်ဘူးတိလား။ဘာလို့ကျေစုတင်နေရလဲဆိုနေရရင်မင်းကငါ့ရဲ့မိန်းမပဲလေမင်းတို့ကငါဘာမဆိုလုပ်ပေးနိုင်ပါ रे မင်းစိတ်ပြတ်ဝမ်းနေနေတဲ့ကိစ္စတွေအားလုံးကိုကြော်လွှမ်းနိုင်ဖို့အတွက်ငါကပဲမင်းအတွက်ကုညီစူးစမ်းပေးရမှာလေမင်းရောက်ကြပါကွာဒီလောက်ကတော့ကိုယ့်ရဲ့တာဝန်ရှိပါ रे ဒီလိုနဲ့ရက်တွေကြာလာခဲ့ပြီးနောက်မှာတော့အားလုံးကလည်းဟင်းတမျိုးနဲ့စားရညီငွေ့နေခဲ့ကြပါပြီ။တရက်ကိုအလိုရေကြီးပဲစားနေရတဲ့အတွက်ကြောင့်မို့လို့တို့အားလုံးကလည်းဆက်ပြီးမစားနိုင်ကြတော့ပါဘူး။ဒီနောက်အိမ်မှာရှိတဲ့မိသားစုဝင်တွေအားလုံးကကျန်းမာရေးချူချလာကြပါရဲ့။အမေကလည်းဒါဘလို့ဖြစ်တာလဲသူ့ရဲ့တောင်းဆိုချက်ကလည်းလွန်ကဲလိုက်တာ။ကျွန်တော်ဒီတနက်ချင်တွေထပ်ပြီးတော့မစားနိုင်တော့ဘူး။အမလေးအမေရတော့လေသူချွေးမအစ်စ်လေးရတောင်းစုရဲအားလုံးကိုဖြည့်ဆည်းပေးဖို့အတွက်ဆိုပြီးတော့လှုပ်နေရလေ တလားကြတဲ့အထိအာလူတနက်ချင်းပဲစားရမယ်။ကြံနဲ့စားစရာတောက်စရာတွေအများကြီးရှိတာကိုကြာတော့လှုပ်စားလို့လည်းမရဘူး။ဒီအချိန်မှာဆိုနီယာနဲ့ရာဟုလနှစ်ယောက်လုံးရောက်လာခဲ့ကြပါတယ်။ဒီအချိန်မှာဆိုနီယာကအမှန်တရားတွေကိုပြောပြခဲ့ပါတယ်။ဟုတ်တယ်လေ၊ကျမပြောတာကိုအခုသဘောပေါက်ပြီလား။တခြားစားစရာတောက်စရာတွေအများကြီးရှိရတဲ့ဒါနဲ့ဘာလို့အာလူတမျိုးတွေစားနေကြတာလဲ။ပြီးတော့ကျမတောင်းဆိုပြုထားတာဘာတစ်ခုမှမရှိဘူး။ကျမအားလုံးသိစေချင်တာ။အာလူကြီးပဲစားနေတော့ဘယ်ကောင်းမလဲ။ ျမအိမ်မှာကျမမလိုနေခဲ့ရလဲသိရလားဒီကိုရောက်လာပြီးအာလူကြီးပဲစားရမယ်ဆိုရင်တော့ကျမလည်းအရန်ကိုညင်းငွေသွားလိမ့်မယ်ကျမအာလူပဲစားရမယ်ဆိုရင်တော့ယူသွားမှာကျင်းတည်တယ်ကျမအားလုံးကိုအာလူပဲစားခိုင်းခဲ့တာလေအားလုံးကတပတ်ထဲနဲ့စိတ်ပြတ်ကုန်ကြတယ်ကျမဒီမှာတဘောအလုံးနေရတော့မှာကျမအာလူတစ်မျိုးနဲ့စားပြီးတော့ဘလို့အသက်ရှင်နေထိုင်ရတော့မှာလေအရာအားလုံးကို limit နဲ့ပဲစားတဲ့ ਨੇ ဇန်နဝါရီကိုလည်းရောပြီးတော့စားရမှာပေါ့တခြားဟင်းသီးဟင်းရွက်တွေနဲ့ပဲတွေကလည်းအရသာရှိပြီးတော့အားရင်ပြေးဝစေပါတယ် ပြီးတော့နို့ငယ်တွေပါရစားတယ်ဆိုတာကလည်းအနှဲငယ်လောက်ပဲစားတယ်ဆိုတော့ဘာမှလည်းကောင်းတာမဟုတ်တော့ဘူးအားလုံးဘာဖြစ်လို့ခဏခဏဘိုင်အောင်နေလဲတီလားအာလူတွေအများကြီးစားလို့ပေါ့အာလူအများကြီးစားရင်တော့အခုလိုဖြစ်မှာပဲကျမတော့တဘွားလုံးအာလူမစားနိုင်ဘူးဒီမှာထမင်းလည်းမစားကြဘူးဆိုတော့ဘလို့လောက်ကြမလဲဆိုနီယာရဲ့စကားကိုနားလဲသွားပြီးအားလုံးကလည်းသူတို့မှားသွားတယ်ဆိုတာကိုသိသွားပါတယ်အရင်ညစပြီးအိမ်မှာရှိတဲ့မိသားစုဝင်တွေကထမင်းဟင်မျိုးစုံကိုစားကြပါတယ်ဆိုနီယာကလည်းသူ့တော်ကိုကျေးဇူးတင်လိုက်ပါတယ်အခုဆိုရင်သူ့ရဲ့ဒုက္ခတွေအားလုံးကင်းဝေးသွားခဲ့ပါပြီ